ကလေးတွေညောင်ဆိုပြီးတော့စမတ်ဖုန်းတွေတက်ဘလက်တွေကိုပေးကန်တက်တယ်မိပါတယ်ရှိလားဒါဆိုရင်တော့ဒီဗီဒီယိုကတင်လို့ဖြစ်မှာပါဘာလို့လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုထဲမှာကလေးတွေကိုစမတ်ဖုန်းတွေတက်ဘလက်တွေပေးကန်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ကျန်းမာရေးဆိုးကျိုးတွေကြောင့်ကိုတင်ဆက်ပေးခြင်းတာဖြစ်ပါတယ်ဘယ်လိုကျန်းမာရေးဆိုးကျိုးတွေရှိလဲဆိုတာကိုတော့ကျွန်တော်နဲ့ဒူလိုက်ပါတီရှူဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျ ကျမရဲ့ပတ်သက်တဲ့ဆိုးကျိုးအကြောင်းပြောမယ်ဆိုရင်ပြောင်းပြောချင်တဲ့အကြောင်းလေးကတော့ digital eye strain လို့ခေါ်တဲ့အကြောင်းလေးဖြစ်ပါတယ် digital eye strain ဆိုတာကတော့ဟိုမျက်ရောင်ပြောရင်မျက်လုံးရတာပေါ့နော်မျက်လုံးရတယ်ဒီဖုံးဆက်ခွင်ကိုခလေးအချိန်ကြာကြီးကြည့်နေချိန်မှာဖုံးဆက်ခွင်ကိုကြည့်ရတော့မျက်တောင်မခတ်မိဘူးပေါ့နော်အဲ့မျက်တောင်မခတ်မိတော့ဒါကျွန်တော်မျက်လုံးတွေကမျက်တောင်ခတ်မှမျက်ရည်လေးတွေအရည်လေးလဲလာတာပေါ့နော်ဒီလိုမျက်တောင်မခတ်ပဲအချိန်ကြာကြီးကြည့်ရတော့မျက်လုံးထဲမှာအရည်တွေခန်းချောက်လာပြီးတော့ပြောင်းမျက်စိတွေချောက်လာမယ်မျက်စိတွေချောက်သွားပြီးရင်မျက်လုံးတွေရားလာမျက်လုံးရားပြီးတော့ဟိုမျက်လုံးကနေပြီးတော့ တုံးမြုံတစ်ခုနဲ့မျက်ရည်တွေအတင်းနဲ့ထုတ်မယ်ပေါ့နော်မျိုးလုံးတွေပုတ်တာကြမယ်မျက်ရည်တွေအတင်းနဲ့ထုတ်မယ်ပြီးလို့ရှိရင်မျက်ရည်ထုတ်ပြီးတော့ရှင်ခေါင်းတွေကိုက်လာမယ်မြင်အောင်တွေဝါလာမယ်ပေါ့နော်နောက်ဆုံးကြောက်ရှင်ဒီမျိုးလုံးပါဝါတွေတက်လာနိုင်တဲ့ဒီဆိုးရိုးတွေဖြစ်စေနိုင်ပါတယ်ခင်ဗျာ ကျမ်းမိုက်စူဒီယိုကြောင့်ပြောမှဆိုရှင်ကျွန်တော်နောက်ထပ်ကျမ်းမိုက်စူဒီယိုတစ်ခုကတော့ဒီကျွန်တော်တို့ရဲ့စမတ်ဖုန်းတွေရဲ့ကျွန်တော်တို့ရဲ့ကလင်းငယ်တွေရဲ့အိတ်ဆက်ချင်းကိုအများကြီးအနှောက်အယှက်ပေးပါတယ်ဘယ်လိုမျိုးအနှောက်အယှက်ပေးလဲဆိုတော့ပြောမှဆိုရှင်ကျော်ဒီနေရာမှာဖုန်းစကရင်ရဲ့လုံးဆောင်ချက်တစ်ခုပြောပြပြခြင်းနဲ့ပေါ့နော်ဖုန်းစကရင်ဆိုတာကကျွန်တော်တို့အလင်းနဲ့နေထုတ်လင်းပြီးတော့ကျွန်တော်မျက်လုံးထဲကနေအဲ့လင်းနဲ့ဝင်လာမယ်ပြီးတော့ရှင်ကျွန်တော်တို့မြင်ကွင်းတွေပေါ့နော်အမှတ်သားနိုင်တဲ့အထိကျွန်တော်တို့ကဖြစ်စီရပေါ့နော်ဒီအလင်းနဲ့နေထုတ်လင်းတဲ့နေရာမှာဘလူးလိုက်လို့ခေါ်တဲ့အပြာရောအလင်းနဲ့ဆိုလို့ရှင်ကျွန်တော်တို့ပို့ပြီးတော့ အိတ်ဆက်ချင်းကိုအနောက်ဆက်ပြေးနေမှာပိုပြီးဆိုးရစီပဲเนาะအဲ့ဒီအပြောင်လင်းတဲ့နေရာမယ်လက်တမင်းလို့ခေါ်တဲ့ဒီအိတ်ဆက်ချင်းကိုနှုတ်ဆက်ပြီးတော့ဟော်မုန်းတွေကိုသူကအများကြီးထုတ်လုပ်ပြီးတယ်မနော်အဲ့ကြောင့်မို့ကလင်းငယ်တွေကအိတ်ဆက်အိတ်ဆက်ရမှာကောင်းကောင်းမွန်မွန်အိတ်ဆက်နိုင်တော့ပဲねတကယ်လို့အိတ်ပြော်ကိန်းတော့မှကောင်းမွန်တဲ့အိတ်ပြော်ချင်းမဟုတ်ဘဲပဲเนาะအေးဝါမဝတာမျိုးဖြစ်စီတယ်နောက်ပြီးမှဆိုလို့ရှိရင်ဒီကလင်းငယ်တွေကနုံချီနေတာတို့ထုံထိုင်းနေတာတို့အမြဲတမ်းအိတ်ငဲ့နေတာတို့ပင်မနှွမ်းနေတာတို့ဆရှိတဲ့ကျမိုက်စုကျူးတွေကိုအများကြီးဖြစ်စီရတဲ့ဒီကလင်းငယ်တွေကိုဒီဆက်ခွင်နဲ့ အများဆုံးထိတွေ့ပါမှုလို့ရှောက်ရှားတင်ပါတယ်ခင်ဗျာနောက်ထပ်ဆိုကြသူကတော့ကလင်းငယ်တွေအမြင်အောင်ဖြစ်ပါတယ်ကျွန်တော်ကလင်းငယ်တွေကဒီဖုန်းစကရင်ကိုအောင်ဆိုင်ပြီးအချိန်ကြာကြီးကြည့်ရခါမှာမျိုးလုံးထဲမှာရှိကြွက်သားတွေကညောင်းညာလာပြီးတော့ကြွက်သားတွေလှုပ်ရှားမှုအားနည်းလာတဲ့အတွက်မျိုးလုံးဒီဆွဲဆောင်ရင်ဒီလေကြာစင်းနေမှာเนาะနောက်ပြီးခုနပြောခဲ့တဲ့ blue light တွေကမျိုးလုံးရဲ့မျက်ကြည်လွာကိုအချိန်ကြာလာကြာမြင့်ဆိုတီထိလိုက်ရခါမှာပေါ့เนาะဒီမျိုးလုံးရဲ့မျက်ကြည်လွာတွေထိခိုက်စေနိုင်တယ်လို့ဆိုကြပါတယ်ပေါ့เนาะဒါပေမဲ့လေဒီကနေပတ်သက်ပြီးတော့တိကျပြတ်သားတဲ့ လေးလက်တွေ့ရှိတဲ့တော့မရှိသေးဘူးဆိုပေမဲ့လည်းဒါကဖြစ်နေကြည်များတယ်လို့လည်းသိပ္ပံညာရှင်ကဆိုတာပါတယ်။နောက်ထပ်ထိခိုက်မှုကိုတော့ပင်ပြီးပါမှလူချင်းကြောင့်မဟုတ်ပါဘူး။ဒီထိခိုက်မှုကအဆိုးဆုံးလို့လည်းဆိုနိုင်ပါတယ်။ဘာလို့လဲဆိုတော့ဒီလိုမျိုးဖုန်းစကရင်ကိုကလင်းငယ်အကြိုက်ကြီးရှုနေတဲ့အချိန်မှာကလင်းငယ်လှုပ်ရှားမှုတွေအားနည်းလာတဲ့အတွက် ကလေးငယ်တွေရဲ့ကြက်သားတိဆောက်မှုတွေကိုအနှောက်အယှက်ဖြစ်စေတယ်ပြီးကလေးငယ်ဖွံ့ဖြိုးတိုးခွင်ဖွင့်ထွားမှုတွေကိုနောက်ထပ်ဟိုလှုပ်ရှားနိုင်တဲ့ကြက်သားတွေဖွင့်ထွားနိုင်မှုတွေအကုန်လုံးကိုနှောက်အယှက်ပေးနိုင်တဲ့အတွက်ဒီချက်ကတော့အတော်လေးကိုစိုးရွားတဲ့အခြေလို့ပြောစီနေနော်နောက်တော့နောက်ဆုံးနောက်ထပ်ဘာဖြစ်နိုင်တယ်ဆိုတော့ဒီကလေးငယ်ကဖုန်းတွေကိုကြည့်ရများလာတဲ့အခါမှာအပြင်လောကရဲ့စိတ်ဝင်စားစရာကောင်းတဲ့အရာတွေကိုစူးစမ်းလည်မှုအားနည်းလာတဲ့အတွက်နောက်ဆုံးမှလည်းတင်ကြားနိုင်မှုစွမ်းရင်တွေကြာစင်းနိုင်တယ်လို့သိပ္ပံပညာရှင်တွေဆိုရပါတယ် ကဲဒီပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ဆိုရင်တော့မိဘတွေအနေနဲ့ဖုန်းကိုအချိန်ကတ်တက်တစ်ခုနဲ့ပေးကြည့်တာမျိုးဒါမှမဟုတ်လေဖုန်းကြည့်နေချိန်မှာမျက်တောင်ခဏခဏခက်ခိုင်းတာမျိုးတွေလုပ်တင်တယ်လို့လဲတချို့တော့ပညာရှင်တွေအကြံပေးတာပဲเนาะဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ဖုန်းဆက်ခွင့်တွေအများကြီးကြည့်ရတဲ့အခါမှာ clinic တွေဘာဖြစ်လာလဲဆိုတာကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်မြတ်နောက်တဲ့ဗီဒီယိုများမှာလည်းပြန်လည်တွေ့ဆုံကြပါသေးတယ်